မြန်မာနိုင်ငံရဲ့ဗန္ဒာယီနဲ့ငွေပေးချေမှုစနစ်အစင်းမြင့်တရန် MBU ကုမ္ပဏီနဲ့ဗီယက်နမ်နိုင်ငံက FPD ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်သွားမယ်လို့သိရပါတယ်ပြည်ဖြိုးကျော်ကသတင်းပေးပို့ထားတာပါခင်ဗျာမြန်မာနိုင်ငံရဲ့ဗန္ဒာယီနဲ့ငွေပေးချေမှုစနစ်တင်စင်းမြင့်တင်မှု MBU ကုမ္ပဏီနဲ့ဗီယက်နမ်နိုင်ငံက FPD PT ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်မယ်လို့သိရပါတယ်။ကက်စနစ်သုံးငွေပေးချေမှုတွေအပြင် ATM POS e-commerce နဲ့ mobile money စတဲ့စနစ်တွေကိုပါအဆင့်မြင့်တင်သွားမှာဖြစ်ပါတယ်။အဓိကရည်ရွယ်ထားတာကတော့ငွေသားစနစ်အခြေခံငွေပေးချေမှုကနေ electronic စနစ်သုံးငွေပေးချေတဲ့စနစ်ကိုပြောင်းလဲဖို့အတွက်ဖြစ်ပါတယ်။ဇူလိုင်လ31ရက်နေ့ကပြုတ်လုခဲ့တဲ့ Cambodia, Laos, Myanmar, Vietnam လေးနိုင်ငံခီးသွားလုပ်ငန်းနဲ့ဘဏ်လုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးပွဲမှာ MBU နဲ့ FPD တို့နှစ်ဖက်သဘောတူစာချုပ်ရေးထိုးခဲ့ပါတယ်။ တွေလုတ်ထားလို့ဆိုလို့ရှိရင်တော့ဟုတ်လားငါကတ်တွေရှိတယ်အဲ့ဒါ chronic ကတ်ဒီကတ်တွေကတဲဆောင်သွားပြီးဒီမှာတို့ဟိုမှာတို့ဂျမန်နိုင်ငံရောက်ရေးတို့ဂျမန်နိုင်ငံမှာတို့တော့လို့ရတယ်အဲ့လိုနည်းနဲ့ဒီမှာတို့ဆောင်ရွက်နေတာရှိပါတယ်အဲ့တော့ကတ်မှာဆိုချင်တယ်ဒီအာဆီယံရဲ့အဖြစ်เนาะအာဆီယံရဲ့ payment payment system တစ်ခုဒီထောင်ပြီးတော့အဲ့ဒီအာဆီယံနိုင်ငံတွေအားလုံးအဲ့ဒီမှာပါဝင်ပြီးတော့ဒီကတ်ကိုလည်းဥမာ ခဲ့တဲ့ဘောနောပေးမဲ့ပေးမဲ့ဘောဒီဘောဆွစ်ပေါ့အဲ့လိုမှမလုပ်ဘူးထောက်ပြတ်ဘောနောအားလုံးဘာလို့အဆင်နိုင်နေတယ်မှာပေါင်းနိုင်အောင်ဆိုလို့ဆောင်ရည်နေပါ MBU ကဟာပြည်တွင်းပုတ်ကလစ်ကဘန်23ခုနဲ့ချိတ်ဆက်ထားပြီးလက်ရှိမှာတော့အကျွေးဝယ်ကတ်နဲ့အကျိုးတင်ငွေဖြည့်ကတ်တွေကိုထုတ်ဝေထားနိုင်ခဲ့ပြီးမဲ့ငွေဆက်ကူသုံးငွေပေးချေမှုစနစ်ကိုတော့မပြောင်းလဲနိုင်ခဲ့ပါဘူးလက်ရှိပူပေါင်းဆောင်ရွက်မှုကနေ software hardware တွေအပြင်အခြားနည်းပညာတွေကို FPT က PA သွားမယ်လို့သိရပါတယ် 2019မှာလုပ်ငန်းအားလုံးစတင်လဲပတ်မှာဖြစ်တဲ့ပြီး2018အရောက်မှာတော့တနိုင်ငံလုံးရဲ့ငွေပေးချေမှုစနစ်တွေဟာ electronic စနစ်ကိုပြောင်းလဲသွားမယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာအဆင့်မြင့်နည်းပညာသုံးငွေပေးချေမှုစနစ်တွေပေါ်ပေါက်လာဖို့အတွက်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းကျူကြီးကကြီးမန်းထားတယ်လို့မြန်မာနိုင်ငံရဲ့စီးပွားရေးမူဝါဒရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ကျွန်တော်ကတော့ပြည့်ဖြူးကြော်ပါ။ အရင်ကပြည်တွင်းလုပ်ငန်းရှင်တွေပိုင်ကုမ္ပဏီတွေကသာဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းတွေကိုတင်သွင်းခွင့်ပြုထားရကနေအခုအခါမှာတော့နိုင်ငံခြားနဲ့ဖက်ဆက်ကုမ္ပဏီတွေလည်းတင်သွင်းခွင့်ပြုလိုက်ကြောင်းစီးပွားရေးနဲ့ကုန်သင်းရောင်းဝယ်ရေးဝန်ကြီးဌာနကလက်ထောက်အသွင်းဝင်ဦးခင်မောင်လွင်ကပြောပါတယ်ဈေးကွက်ရှင်ပြန်ရာကနေနောက်ဆက်တွဲအကျိုးဆက်တွေဖြစ်တဲ့ဝယ်သူတွေအတွက်ရွေးချယ်ခွင့်ပူလာတာတွေကုန်ပစ္စည်းအစ်တွေနဲ့အရေးသွေးပိုင်းဆိုင်ရာတွေမှာပုံမိုးရွေးချယ်ခွင့်ရတာတွေကြောင့်တင်သွင်းခွင့်ပေးလိုက်တာဖြစ်တယ်လို့သူကဆိုပါတယ်နိုင်ငံခြားနဲ့ဖက်ဆက်ကုမ္ပဏီအနေနဲ့ရောင်းဝယ်ရေးလုပ်ငန်း လုပ်ငန်းလုပ်ကင်ခွင့်ရှိတဲ့ကုမ္ပဏီဖြစ်ရမှာဖြစ်ပြီးဖက်ဆက်လုပ်ငန်းဆောင်ရွက်တဲ့နိုင်ငံသားကုမ္ပဏီတွေအနေနဲ့သူတို့တရားဝင်ယူဆောင်လာတဲ့နိုင်ငံသားငွေပမာဏအတိုင်းပဲကုန်သွယ်ခွင့်ပြုမှာလည်းဖြစ်ပါတယ်။တင်သွင်းသူတွေအနေနဲ့ပို့ကုန်သွင်းကုန်လိုင်စင်ရှောက်ရင်ယင်းနည်းမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကထုတ်ပေးတဲ့ရှောက်လာတဲ့အတူ bank statement တွေကိုပါတင်ပြရမှာဖြစ်ပါတယ်။ဒါအပြင်တင်သွင်းလာတဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဟာ သက်ဆိုင်ရာဌာနဆိုင်ရာတွေကထုတ်ပြန်ထားတဲ့စံချိန်စံညွှန်းနဲ့အညီဖြစ်ရမယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာဘူပန် UCB Credit Bureau တည်ထောင်မှုတွေ Credit Grandy Corporation လိုမျိုးအာမခံပေးမဲ့ကုမ္ပဏီတွေတည်ထောင်လာတာတွေမလုတ်ပေးနိုင်သေးတဲ့အတွက်ပြည်တွင်းဘဏ်တွေအနေနဲ့ credit card ဝန်ဆောင်မှုမပေးနိုင်သေးပဲရှိနေပါတယ်လက်တလုံးမှာတော့ ဘန်နွေအနေနဲ့ယုံကြည်စိတ်ချရတဲ့နီးစက်ရာအတိုင်းဝန်းကိုပဲ credit card ဝန်ဆောင်မှုတွေကိုပေးနိုင်သေးတဲ့အခြေအနေတွေမှာပဲရှိနေသေးတယ်လို့ကမ်ဘောဇာဘန်အကြံပေးဦးကဆိုပါတယ်ကမ်ဘောဇာဘန်အကြီးတန်းအကြံပေးဦးတန်းလွင်က credit card ဝန်ဆောင်မှုကကျေပြန့်ဖို့လိုတဲ့အပြင် credit card ဆိုတာကလည်းအများပြည်သူသုံးစွဲနိုင်အောင်ဆောင်ရွက်ပေးတဲ့လုပ်ငန်းဖြစ်တယ်လို့ပြောပါတယ်ဒါအပြင်အများပြည်သူသုံးစွဲနိုင်အောင် credit bureau တို့ credit granny corporation တို့ပေါ်ဖို့လည်းလိုအပ်တယ်လို့သူကဆိုပါတယ်ခင်ဗျာ တင်သွင်းခွင့်ကန့်သက်ထားတဲ့ပြည်ပထုတ်အရက်ဘီယာစလိတ်တွေကိုဖြည့်လျှော့တာတွေသစင်ချင်းပြုတ်သွားမယ်လို့စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလက်ထောက်အသွင်းဝင်ဦးခင်မောင်လွင်ကပြောပါတယ်။လက်ရှိမှာတော့ဘယ်လိုဖြည့်လျှော့မှုတွေပြုတ်လို့ရမလဲဆိုတာကိုတော့ဆွေးနွေးညှိနှိုင်းမှုတွေပြုတ်လို့နေသေးဖြစ်တယ်လို့ဆိုပါတယ်။အရက်ဘီယာနဲ့စကလိတ်တွေဟာကျန်းမာရေးအရာအထူးကိုက်စီတာကြောင့်အခုလက်ရှိမှာတော့ပြည်ပတင်သွင်းခွင့်ကိုဝိုင်းတမျိုးတည်းကိုသာခွင့်ပြုထားတာဖြစ်ပါတယ်။လက်ရှိမှာတင်သွင်းခွင့်ပြုရေးအတွက်ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲကိုတော့ပြုတ်လို့ပြီးဖြစ်တဲ့အပြင် အဲ့ဒီဆွေးနွေးပွဲမှာကျန်းမာရေးဌာနပညာရှင်တွေအခွန်ဦးစီးဌာနပြည်သူ့ရဲပြည်ထရေးဝန်ကြီးဌာနအစရှိတဲ့ဌာနအသီးသီးတို့ပါဝင်တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာဇူလိုင်လ29ရက်နေ့ကအစိုးရတည်ရဲ့မူဝါဒထွက်လာခဲ့ပြီးအချက်12ချက်ပါဝင်လာခဲ့ပါတယ်ဒီမူဝါဒတွေရဲ့နံပါတ်8မှာအိမ်တော်စုများတောင်းလူလက်သမားများနဲ့စီးပွားရေးလုပ်ငန်းများကိုရေရှည်ဖွံ့ဖြိုးစေဖို့အထောက်အကူပြုနိုင်မဲ့ ငွေရေးကြေးရေးစနစ်နဲ့ဗန္ဒာရေးတည်ငြိမ်မှုရရှိစေရေးဆောင်ရွက်ရန်ဆိုတဲ့အချက်တွေပါဝင်လာခဲ့ပါတယ်။ဒါပေမဲ့ငွေရေးကြေးရေးခန္ဓာကိုအထောက်အကူပြုတဲ့ဗဟိုဘဏ်နဲ့ဘဏ်တွေရဲ့အခန်းကဏ္ဍကတော့ပါမလာဘူးလို့ဗဟိုဘဏ်ဒုက္ခထဟောင်းကပြောပါတယ်။ဒီစနစ်ရဲ့ကြောထောက်နောက်ကဖြစ်တဲ့ဗဟိုဘဏ်ရဲ့အပိုင်းကဏ္ဍအဲ့ဒီမော်နော်အခန်းကဏ္ဍတို့နော်ဘဏ်တွေရဲ့အသီးသီးရဲ့အခန်းကဏ္ဍတို့ဒါကြီးကဟိုဖြောဖော်ပြသားတာတော့မတွေ့ဘူးပေါ့နော်။အမားကတော့ပြုတ်ဖို့တင်တာတော့ဟလာဗဟိုဘဏ်ဘဏ်စနစ်ကိုမှန်တိုင်းပြုတယ်ဗဟိုဘဏ်စနစ်ကို ပြီးပြင်ဖော်ထုတ်ပြီးတော့မှအဲဒီတိုင်းပြည်မှာငွေကြေးစနစ်တည်ငြိမ်ရေးเนาะငွေကြေးစနစ်တည်ငြိမ်ရေးဆိုအဲ့ရလေးရစနစ်တွေနှစ်ခုဟာတည်ငြိမ်မှသူကလည်းတိုင်းပြည်စည်းဝေးရတိုးတက်မှာဟုတ်ဒါအပြင်ထွက်ရှိလာတဲ့စည်းဝေးရမူဝါဒထဲမှာစွန့်ရင်ကဏ္ဍအခြေခံအဆောက်အုံကဏ္ဍနဲ့ယင်းနှမြနယ်မူကဏ္ဍတွေမပါဝင်လာဘဲနောက်ပိုင်းမှာမူဝါဒစာထုတ်ပြန်သွားမယ်လို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကဆိုပါတယ်ခင်ဗျရန်ကုန်စတော့ရှယ်ယာအယောင်းဝယ်ဈေးကွက်ထဲမှာ နိုင်ငံသားယင်းနှိမ့်နှံသူတွေကပြည်တွင်းကနိုင်ငံသားတွေကိုအမိခံခိုင်းပြီးစတော့ရှယ်ယာဝယ်ယူမှုတွေရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါတော့တော်တော်ပြောခက်ပါတယ်နော်။ဟို security company တိုင်းမှာကျွန်တော် compliance manager တွေရှိပါတယ်။ဈေးကွက်ထောင်လိုက်ဖွဲ manager တွေရှိတယ်။အဲ့တော့အာလာလာတော့ဒါဟိုမြန်မာလာပြီးတော့စည်ရင်းဖွင့်နေဝယ်တယ်ပေါ့နော်။သူ့အနောက်မှာဘယ်လိုရှိရဲဆိုတော့ကျွန်တော်ကခံမှန်းခက်ပါတယ်။တကယ်လို့တိတာတယ်ဆိုတော့ဒီလိုကျွန်တော်ကဒါအယောင်းဝယ် မလုပ်ပေးဖို့ပေါ့နော်ဒါကျွန်တော်တမ်းပြစ်ပေါ့ညွှန်ကြားထားရရှိပါတယ်ဒါပေမဲ့လည်းမြန်မာနိုင်ငံသားတယောက်လာဝယ်တာတော့တမ်းပြစ်ချက်မရှိဘူးပေါ့နော်အနောက်မှာသူတို့ကဘယ်กินပေးနေဆိုတော့ဒါတော့ဘူးမှာတော့အတိအကျမသိနိုင်ဘူးဒါပေမဲ့အဲတိတာထင်ရှားပြီဆိုတော့ဒီလိုကျွန်တော်ရောင်းဝယ်မှုပိတ်မှာပေါ့နော်အဲ့လိုပါလည်းရှိပါတယ်လက်ရှိ store share ဈေးကွက်ထဲမှာပြပရင်းနှီးမြှုပ်နှံမှုတွေကိုတော့ဝင်ရောက်လောက်ကန်ခွင့်မပြုသေးပါဘူးဒါပေမဲ့ပြပရင်းနှီးမြှုပ်နှံသူတွေကတော့အမြေခံတွေနဲ့ရင်းနှီးမြှုပ်နှံနေတာပါ ဒီလိုပြည်ပရင်းနှီးနှုတ်နှံသူတွေဝင်ရောက်လာတာကိုတော့ရှေယာရှင်တွေကကြိုက်နှစ်သက်ပြီးကြိုဆိုနေကြပါလေ။ဆယ်စုနှစ်တခုအတွင်းမြန်မာနိုင်ငံရဲ့မွေးမြူရေးကဏ္ဍဟာခုနှစ်ရာခိုင်နှုန်းလောက်ပဲတိုးတက်မှုရှိကြောင်းမြန်မာနိုင်ငံငါးလုံးငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌကပြောပါလေ။ဒီသတင်းကိုတော့ຫນွေနီကပေးပို့ထားတာပါခင်ဗျာ။ ြည်ရင်းစားသုံးမှုပြင်ပြည်ပနိုင်ငံတွေရဲ့ဈေးကွက်ရှင်ပြိုင်နာတွေရှိနေတဲ့အတွက်မြမမွေးမြူရေကဏ္ဍဟာဆယ်နှစ်တာကာလအတွင်းတည်တည်တသာပြောင်းလဲမှုမရှိခဲ့ပဲတိုးတက်မှုနှုန်းကတော့9%ရာခိုင်နှုန်းလောက်ပဲရှိနေပါတယ်။ဇူလလ31ရက်နေ့ကမြန်မာနိုင်ငံငါးလုံငန်းအဖွဲ့ချုပ်မှကျင်းပတဲ့အဖွဲ့ချုပ်ရဲ့နှစ်ပတ်လည်အစည်းအဝေးမှာအဖွဲ့ချုပ်ဥက္ကဋ္ဌကပြောဆိုလိုက်တာဖြစ်ပါတယ်။ကျွန်တော်တို့ဆယ်နှစ်တာကာလမှာလိလာကြည့်လို့ရှိနေပဲဘာတွေတွေ့ရလဲဆိုတော့လောကရဲ့ဆယ်နှစ်တော့နဲ့အခုဒီနေ့ဆိုရင်ကျွန်တော်တို့က900ခိုင်နှုန်းလောက်ပဲ တိုးတက်တာကိုကျွန်တော်တို့တွေ့ရပါတယ်နိုင်ငံအတွက်စားသုံးမှုဖူလုံနေတော့လည်းပဲအပြင်ထုတ်နိုင်တဲ့ပစ္စည်းမရှိဘူးအဲ့ဒီခါကျတော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်မှရှားပါတဲ့ပြဿနာတွေတခါတည်းကြုံလာပါတယ်အဲ့ဒီကြုံလာတဲ့အခွင့်အကောင်းယူပြီးတော့နိုင်ငံခြားကနေပြီးတော့အစားထုတ်ပစ္စည်းတွေဝင်လာတာကိုတွေ့ရပါတယ်အဲ့ဒါကြောင့်မလို့ဒီလိုဝင်လာတဲ့အချိန်မှာကျွန်တော်တို့ထုတ်လုပ်သူတွေကဇီနို stability မဖြစ်ဘဲနဲ့တက်လိုက်ကျလိုက်နေကျွန်တော်တို့ကလုပ်ငန်းကဏ္ဍကိုမန်းဆလို့မရတဲ့အာမျိုးတွေဖြစ်လာပါတယ် အဲ့ဒီအမှုအရှုပ်ပေါ်တဲ့လုပ်ငန်းတွေဖြစ်လာတယ်။ဒါကြောင့်မွေးမြူရေးကဏ္ဍတိုးထက်ဖို့ဆိုရင်တော့ပုဂ္ဂလိကလုပ်ငန်းရှင်တွေပြင်အစိုးရအဖွဲ့တွေနဲ့လည်းပူးပေါင်းပြီးဆောင်ရွက်ဖို့လိုအပ်တယ်လို့အဖွဲ့ချုပ်ကအထွေထွေတွင်းရင်းမှုကပြောပါတယ်။ကျွန်တော်တို့ကတိုးပြီးပို့ဖို့နေနေတာဒါကျွန်တော်တို့မှာဟိုပို့ဖို့မရမှာအားနည်းချက်တွေအများကြီးရှိတယ်။ဆိုတော့ဒီဘိုင်းကိုကျွန်တော်တို့ကအစိုးရကဒါကိုဦးစားပေးကဏ္ဍထဲမှာထည့်ပြီးတော့ရွေးလိုက်ပြီးသူကစောင့်ချောက်ရမယ့်ဘိုင်းသူဥဆောင်ပြီးလုပ်ပေးရမယ့်ဘိုင်းတွေမှာဒါကိုလုပ်ပေးဘလို့ ဟာလာလိုအပ်ပြီလို့သူကဆုံးဖြတ်ပြီးတော့လုပ်ပေးခဲ့ရင်ကျွန်တော်တို့ကလည်းပူးပေါင်းဆောင်ရွက်ရင်ဒါအစိုးရနဲ့ပုဂ္ဂလိကကဏ္ဍနဲ့ဟန်ချက်ညီညီတွဲပြီးဆောင်ရွက်လိုက်ရင်ဒီစိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍကသူကအချိန်တိုအတွင်းအောင်မြင်တိုးတက်လာနိုင်တဲ့သဘောရှိတယ်မြန်မာနိုင်ငံဟာမွေးမြူရေးကဏ္ဍမှာလည်းတရားစာတပေါ်များပြင်မယ်ထုတ်လုပ်မှုနည်းပညာမှာတော့အိန္ဒိယချင်းနိုင်ငံတွေနဲ့ရှင်ပြိုင်နိုင်စွမ်းအားနည်းနေပါတယ်။ဒါကြောင့်အိန္ဒိယချင်းနိုင်ငံတွေရဲ့မွေးမြူရေးကုန်ကျော်တွေပြည်တွင်းကိုဈေးကွက်ထိုးဖောက်ပြီးဝင်ရောက်လာတာကြောင့်ပြည်တွင်းလုပ်ငန်းရှင်တွေကိုထိခိုက်လာပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ပြည်ရင်းတည်ရန်စာတာကိုအသုံးချနိုင်မယ်ဆိုရင်အခြားနိုင်ငံတွေကိုတွားရောက်ပြီးအလုပ်လုပ်ကင်မှုလည်းမလိုအပ်ဘူးလို့အဖွဲ့ချုပ်ဥက္ကရာကဆက်ပြောပါတယ်။တကယ်လို့သာကျွန်တော်တို့ကကျွန်တော်တို့ရဲ့ရေးတန်ရာစာတာ၊မြေတန်ရာစာတာအဲ့ဒါတွေကိုအသုံးချနိုင်မယ်အသုံးချလို့ရတယ်ဆိုလို့ရှိရဘယ်သူမှဘယ်နိုင်ငံချမှမသွားပါဘူးအလဲပဲသွားပါမယ်ဖြစ်ပါတယ်ကျွန်တော်တို့လူမျိုးတွေပြန်လာဖို့ဆိုတာစိုက်ပျိုးရေးဝင်းပြူရေးတွေကိုလောက်ကင်နိုင်အောင်လို့လုပ်ငန်းဖန်တီးပေးနိုင်အောင်လို့ ဟုတ်လားဒါဆိုရင်တော့တို့အလိုလျောက်ရောက်လာပါလိမ့်မယ်မြန်မာနိုင်ငံရဲ့ရေထွက်ပစ္စည်းဈေးကွက်တွေအနေနဲ့နိုင်ငံတကာဈေးကွက်အားလုံးနဲ့ထိတွေ့ဆက်ဆံရောင်းချခွင့်တွေရှိလာတာတွေ Facebook အရေးယူမှုကင်းလို့ခွင့်ရှိလာတာတွေထုတ်လုပ်မှုဆိုင်ရာအထူးခွင့်ရေးတွေလည်းရှိလာပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့2015ခုနှစ်အတွင်းမွေးမြူထုတ်လုပ်မှုပိုင်းမှာတော့ ရင်းနှီးမြှုပ်နှံမှုအခက်အခဲတွေ၊ဤပညာအားနည်းမှုအခက်အခဲတွေ၊ငါးဖန်စီရရှိမှုရောနဲ့ကြဆင်းတာတွေကြောင့်ရရှိလာမဲ့အခွင့်အလမ်းတွေနဲ့အလံဝေးကွာလျက်ရှိရလို့ငါးလုံငန်းရှင်တွေကသုံးသက်ကြပါတယ်။2015-2016ဘဏ္ဍာရေးနှစ်မှာတော့ရေရွက်ပစ္စည်းများရဲ့ပြပတင်ပို့ကုန်တန်မှုဟာအမေရိကန်ဒေါ်လာတန်900ကျော်ရှိပါတယ်။ကျွန်မကတော့နည်းပါရှင်။